မင်းသားလေးလိုမှတ်ယူထားခဲ့ပေမဲ့ဟန်နီမွန်းကြမှာဘလူးကောင်းမန်းတိလိုက်ရတယ်။ဒီကနေ့မှာတော့ဒဗယ်ပွန်းဆိုတဲ့ဇလန်းလေးကိုမိတ်ဆက်ပေးပြရစီခမ။ဇလန်းလေးကိုတော့မင်းသမီးဂျူလီယန်နဲ့ဘဲဘဲမက်စ်တို့က official ထမင်းဲထိုးတော့မယ့်ပွဲလေးနဲ့စတင်ထားပါလိမ့်။အပြန်လန်ကတိတွေပေးပြတဲ့အခါမှာတော့မက်ဟာဂျူလီယန်ရဲ့မိကုံကိုကျေးဇူးတင်စကားပြောခဲ့ပြီးတားပြစ်သူရဲ့ထမင်းဲထိုးပွဲလေးကိုမလာနိုင်တဲ့ဖခင်တွေလည်းတောင်းပန်နေခဲ့ပါလိမ့်။ဒီနောက်မှာတော့ကျင်းစာဦးတို့တက်တီတူဖို့အကျုံးလေးတစ်ခုကိုဟန်နီမွန်းလေးထွက်လာခဲ့ကြပါလိမ့်။ ဒင်နောမောင်ကသူတန်ရှိုးလေးရှာတွေ့ထားတဲ့နေရာကိုခေါ်လာခဲ့ပြီးတော့ဒီနေရာလေးကတိတ်ဆိတ်လုံးမိမယ်လေခက်တာကတော့တိတ်ဆိတ်လုံးနေပြီးတော့ဘာရည်ပြီးမှလည်းမရခဲ့တာပါရေလေကောင်တောင်းထုံးနေတဲ့ကျွန်းမှာနှစ်ပတ်လောက်ကြာမှဖြစ်ပြီးတော့ဂျူလီယန်ကတော့စိုးရိမ်နေခဲ့ပေမဲ့ဒင်နောမောင်ရဲ့နှစ်သိမ့်မှုတွေကြောင့်စိတ်အနှဲငယ်တော့ချမ်းသာနေခဲ့ပါတယ်လေကလေးကိုလော်ပြီးတဲ့အခါမှာတော့သူတို့ငားထားတဲ့အိမ်ကိုရောက်လာတဲ့အခါမှာမက်စ်ပြောသလိုမျိုးမဟုတ်ဘဲနဲ့ဂျူလီယန်ဟာမိခင်စီကိုဖုံးဆက်လို့တော့မရတော့ပါဘူး မက်ကတော့ပြန်ကြမလားလို့ပြောတဲ့အခါမှာတော့ဂျူလီယန်ဟာရောက်ပြီးမှတော့မထူးတော့ပါဘူးဆိုပြီးတော့ရှေ့ဆက်လာလိုက်ကြပါတယ်။အင်အိုလေးကိုဝင်လာတဲ့အခါမှာတော့နိုင်ယံမာရေးထားတဲ့အဆာဆိုတဲ့စာတန်းလေးကိုဂျူလီယန်ဟာမြေကြည့်နေခဲ့ပြီးတော့လာလဲတဲ့သူတွေဟာလည်းတုတ်ချောင်းလေးတွေနဲ့အမှတ်သားချစ်ထားတာကိုတွေ့လိုက်ရပါတယ်။အနီဒါကအစဉ်ပြေနေခဲ့ပြီးတော့နောက်မနေ့လိုလာတဲ့အခါမှာတော့မက်စာတက်တာလေးတစ်ခုမှသူ့ရဲ့ကားတော့ကိုထည့်ပြီးတော့တောက်ခတ်ထားလိုက်ပါတယ်။ တော့ကိုလည်းလေဘင်းမှာဆွဲထားလိုက်တာကိုဂျူလီယန်တွေးလိုက်ပင်မဲ့လည်းဘာမှမေးမနေဘဲနဲ့လင်တော်မောက်ကိုပဲကျူးနေခဲ့ပါတယ်။အမှုပညာကျောင်းသူလေးဂျူလီယန်ဟာပုံဆွဲတာကိုသဘောကျပြီးတော့ကလေးမျိုးခင်တိအမှုပညာတွေကိုဖန်တီးခြင်းနဲ့အိမ်မက်ကိုလည်းလင်တော်မောင်ကအားပေးနေရှာပါတယ်။အဲဒီနောက်မှာတော့ဂျူလီယန်ဟာရေထဲဆင်းဖို့လောက်ခဲ့ပေမဲ့လည်းထပ်ဆင်းဖို့ကြောက်နေခဲ့ပြီးတော့အိယာဘောသားပြန်တက်သွားခဲ့ပါတယ်။တင်းမှာတော့မက်ဆာသူနဲ့တူရေကူးဖို့ပြောပေမဲ့လည်းဂျူလီယန်ဟာအလှပြစ်မှာဆိုလို့မကူးခြင်းမူဖြစ်နေပါတယ်။ မကအတင်းတောင်းဆိုတဲ့အခါမှာတော့ရေပေါ်ဘောစီးဖို့တော့သဘောတူလိုက်ပါတယ်။စီးကောင်းကောင်းနဲ့စီးရင်လည်းဘောပေါ်မှာအိပ်ပျော်သွားခဲ့ပါတယ်။ဘက်စလဲလုံးစရာရှိတာလို့ကိုအထဲဝင်သွားတဲ့အခါမှာတော့ဘောဟာလေတွေစိတ်နေခဲ့ပါတယ်။ခဏကြာမှာတော့ဂျူလီယန်ဟာခြေထဲပြုတ်ကျသွားခဲ့ပြီးတော့နစ်လူနီးပါးထိကိုဖြစ်နေခဲ့ရပါတယ်။ဘက်စလဲအမြန်ဆုံးလာခဲ့ခဲ့ရပြီးဒီတော့မှဂျူလီယန်ဟာသူမမှာရေချောက်တဲ့ယောဂါရှိကြောင်းပြောပါတော့တယ်။ဘက်စလဲသူမရေချောက်တဲ့ယောဂါရှိရင်ဒီကိုမခေါ်ပါဘူးလို့တောင်းပန်နေခဲ့ပါတယ်။ ောက်တစ်နေ့မှာတော့လင်မယားနှစ်ယောက်ကြားမှာထူးဆန်းနေခဲ့ပြီးတော့ဂျူလီယန်ဟာမက်ရဲ့တက်တာလေးတဲ့ကားတော်ထည့်သိမ်းထားတဲ့အကြောင်းကိုမေးနေခဲ့ပါတယ်။မက်ကတော့ပြောင်းမဆိုးလို့လို့မယိုးသားတဲ့လေတံနဲ့ပြောတဲ့အခါမှာနှစ်ယောက်သားလည်းစကားများကြပါတော့တယ်။စိတ်ကော့သွားတဲ့ဂျူလီယန်လည်းအထဲကိုဝင်သွားခဲ့ပြီးတော့ဝူမန်တွေအမျက်မှန်တဲ့အကြောင်းကိုသဘောပေါက်သွားတဲ့မက်ကလည်းအပြင်ကနေမောင်းမားပါပြီလို့လုံနေခဲ့ရပါတယ်။ဒီနောက်မှာတော့စိတ်ဆိုးပြေသွားပြီးတော့နှစ်ယောက်သားအတူတူဒေါ်ရဲကိုထွက်လာကြပါတယ်။ ဂျူလီယန်ကအနီနာကမြို့စတိုးဆိုင်ကိုတွားဖို့တောင်းဆိုခဲ့ပေမဲ့လည်းမက်ကတော့စိတ်ဝင်တစားရှိမနေဘဲနဲ့တောကောင်ထောင်ချောက်ကိုသာအာရုံထားနေခဲ့ပါတယ်ဒီလိုနဲ့ဂျူလီယန်ကရုတ်တရက်ပျောက်သွားခဲ့တာကြောင့်မက်စလဲလိုက်ရှာခဲ့ပြီးတော့ပန်းကူးနေတဲ့ဂျူလီယန်ကိုပြန်တွေ့တဲ့အခါမှာတော့အမဲတောင်မလိုက်တော့ဘဲနဲ့ပြန်လာခဲ့ကြပါတော့တယ်။ဂျူလီယန်ဟာဒီနေရာမှာနေရတာပြင်းလာပြီးမှအိတ်တောင်မပြောတော့ပါဘူး။နောက်တစ်နေ့မှာတော့သူမဟာအိမ်ထဲမိခင်ကိုလွမ်းလာတာကြောင့်လင်းတော်မောင်ကိုပြန်ဖို့စကားဆလာပါတော့တယ်။မက်စကတော့နှစ်ပတ်ပြည့်မှပဲပြန်ကြမယ်လို့ပြောလိုက်ပါတယ်။ ဒီလိုနဲ့ပဲလင်မယားနှစ်ယောက်စကားများကြပြီးတော့ Max ကလည်း Honeymoon မှာပြောရမယ့်အစားမိခင်ကိုလွမ်းနေတဲ့ Julian ကိုအော်ဟစ်ရင်နဲ့သူ့ရဲ့ထောင်ချောက်တွေကိုစစ်ဖို့ထွက်သွားပါရော Julian ကတော့ Max ရဲ့တော်ဘူးကိုရိုက်ဖွင့်ဖို့စူးစမ်းရင်းနဲ့မြင်မြင်သမျှဖြစ်စည်းရင်းနဲ့စိတ်ပြေလိုက်ပါရယ်အဲဒီနောက်မှာတော့ကိုမန်းကိုတီးလိုက်တဲ့ Max ကလည်းပြန်ပြီးတောင်းပန်ဖို့ရောက်လာပါရော်နောက်တနေ့မှာတော့ Julian ဟာသူမရဲ့ကိုဝင်တားစီကိုလိုက်ရှာတဲ့အခါမှာတော့မတွေ့တော့ပါဘူး မက်ကူဒီကြောင့်ပြောလိုက်ပေမဲ့လည်းသူကတော့ဘာမှမဖြစ်သလိုပါပဲစေးမတွေ့တော့တာကြောင့်အိမ်ကိုပြန်ဖို့ပြောခဲ့ပေမဲ့လည်းမက်ကတော့လက်ထပ်ပြီးပြီမို့လို့မှားယွင်းသွားလဲအကြောင်းမရှိကြောင်းပြန်ပြောလိုက်ပါတယ်အစားကတော့ AC ပြောနေပေမဲ့လည်းမက်ရဲ့စကားတန်တွေဟာချိန်ချောက်တဲ့အတန်ပေါက်လာပြီးတော့ပြန်ဖို့အကြောင်းထပ်မပြောဖို့ပြောပါတော့လေဒီနော်မော်ရဲ့ပြောလဲမှုတွေကိုမြဝါထင်ထင်တွေးလိုက်ရတာကြောင့်ဂျူလီယန်လည်းထွက်ပြေးဖို့ကြံစီလိုက်ပါတယ်မက်ကြောင်မဲလိုက်သွားတဲ့အခါမှာတော့ချောင်းကိုဖြတ်ပြီးထွက်ပြေးဖို့ကြံခဲ့ပေမဲ့လည်းရေကြောက်တဲ့ယောဂါကြောင့်အထာမမြောက်ခဲ့ပါဘူး နောက်မနေ့မက်စ်နိုးလာတဲ့အခါမှာတော့ဂျူလီယန်မရှိတော့တာကြောင့်လိုက်ရှာတဲ့အခါမှာလီဗော်မာတွေးလိုက်ပေမဲ့လေဂျူလီယန်ရဲ့အရှောင်ကောင်းမှုကြောင့်တပြေးဖို့ကြိုးစားနေတာကိုသတိမထားမိပဲနဲ့ကိုရိုင်ကားများနေတာလို့ပဲထင်သွားခဲ့ပါတယ်။သူမမရှိတာကိုခွင်ကောင်းယူပြီးသူမဆွဲထားတဲ့ပုံတွေကိုဘူးထဲထည့်ဝတ်ဖို့လုပ်နေတုန်းမှပဲဂျူလီယန်ရောက်လာလို့လက်ပုလက်ချက်မိသွားပါတော့လေ။ပုံတွေများကြီးတဲ့အခါမှာဂျူလီယန်ဟာကြီးစားအောင်အန်တနီနဲ့စားနေကြဆိုင်လေးရဲ့တ िश ူးပေါ်မှာဆွဲထားတဲ့ငှက်ပုံလေးကိုတွေ့သွားခဲ့ပါတယ်။ မက်နဲ့တွေ့ဆုံခဲ့တာကလည်းဒီဆိုင်ရဲ့အပြင်ဘက်ကကားမှတ်တိုင်မှာဆုံးခဲ့တာမို့တိုက်ဆိုင်တာမဟုတ်တော့ပဲနဲ့မက်ဆာကသူမကိုလိုက်ချောင်းနေခဲ့တာလို့တန်တရားဝင်လာပါတော့တယ်။မက်ကတော့သူမကိုတွေ့ကျင်တာကြောင့်ဆိုင်နာကိုခဏခဏလာတာဖြစ်ပေမဲ့လည်းလိုက်ချောင်းလာကိုတော့ညင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့နှစ်ပတ်ပြည့်ပြီမို့အိမ်ပြန်ကျင်နေတဲ့ဂျူလီယန်တယောက်မက်နဲ့စကားများကြပြန်ပါတယ်။စကားများနေနဲ့မက်ကိုအန်တနီကသူမအပေါ်ပိုကောင်းမှလို့ပြောလိုက်မိတာကြောင့်မက်ရဲ့ဒေါသတွေလည်းငယ်လေးကိုရောက်သွားခဲ့ပြီးတော့ဂျူလီယန်ကိုထားညစ်ပါတော့တယ်။ ဂျူလီယန်လည်းဘေးမှာရှိတဲ့ပလင်းနဲ့ငယ်သေးရောက်နေတဲ့ဒေါသကိုဖောက်ထုတ်ပေးလိုက်ပြီးတော့ဖုန်းတွေကလှီနဲ့ထွက်ပြေးပါလို့ရတယ်။ဒါမဲ့လည်းမက်ကတော့အသာရပဲသူမနောက်ကိုရေလေးကူးလာနေခဲ့ပါတယ်။စေမကောင်းစွာနဲ့ပဲမိခင်စီကိုဖုံးဆက်ပေမဲ့လည်းအာဂုံနေတာကြောင့်ဆက်မရလို့လွှတ်ပြစ်ထားခဲ့ရပြန်ပါတယ်။ပြေးလာတဲ့လမ်းမှာတော့ဘသူ့ကိုမြုပ်ထားမှမသိတဲ့အခုလေးတွေကိုတွေ့လိုက်ရပါသေးတယ်။ဒီနောက်မှာတော့လင်းအောင်မောင်ရဲ့အော်တန်ကိုကြားခဲ့တာကြောင့်တက်ပင်နောက်မှာပုံနေလိုက်ပါတယ်။ဒါမဲ့လည်းမက်ကနောက်ဆုံးမှသူမကိုရှာတွေ့သွားခဲ့ပါတယ်။ ဒါကြောင့်ဂျူလီယန်လည်းယူကျင်အောင်ဆောင်းလိုက်ပြီးတော့မတ်ကိုကူကူနော်ဆိုပြီးတော့ချွဲချလိုက်ပါတယ်။ရောက်တဲ့အခါမှာတော့ဂျူလီယန်အိတ်နေတော့မှပဲမတ်ကလေကိုမြုပ်ပြက်လိုက်ပါတယ်။မနဲ့နိုးလာတဲ့အခါမှာဂျူလီယန်ကလေချောင်းမေးတဲ့အခါမှာတော့မတ်လည်းသူမသိတယ်လို့ပြန်ပြောလိုက်ပါတယ်။စိတ်တို့တို့နဲ့ပကြီးစွမ်းနေခဲ့ပြီးတော့ဂျူလီယန်အားဆိုရင်ရေပေါ်မှာပေါ်နေတဲ့ဖော့ကူရှင်တစ်ခုကိုတွေ့လိုက်ပါတော့တယ်။အကြံရသွားပြီးတော့မတ်မလာခင်မှာခမားချင်းနဲ့ဆဲလိုက်ပြီးတီတီလေးပဲဂီတာတီးနေတဲ့မတ်ရောက်မလာခင်မှာပဲယူဝက်ထားလိုက်ပါတယ်။ ဒီနောက်မှာတော့မက်ဆရာလှုပ်ရှားရှိတာကြောင့်တော်ဘူးတွေကကားတော်ကိုယူပြီးတော့ထွက်သွားပါတယ်။တကယ်တော့ဂျူလီယန်တွေ့ခဲ့တဲ့မြေပုံရှိရာစီကိုမက်ကသွားကြည့်နေခဲ့တာပဲဖြစ်ပါတယ်။ရောက်တဲ့အခါမှာတော့ဂျူလီယန်မက်ဆီကတော့ရအောင်အကွက်တွေသုံးပါတော့တယ်။ရှိသမျှခြာကျွေးလိုက်တဲ့အခါမှာတော့မက်စ်လည်းပိုက်လေးပြီးတော့အိမ်မောကျသွားခဲ့ပါတယ်။အခွင့်ရေးရတာနဲ့ဂျူလီယန်လည်းတော့ကိုခိုးလိုက်ပြီးတော့တက်တာလေးကိုဖြွင့်လိုက်နိုင်ခဲ့ပါတယ်။အင်ဂျန်တစ်ခုကိုရှာတွေ့ခဲ့ပြီးတော့မက်ဆာတရင်ရဲ့ပိုင်ရှင်ဆိုတာကိုသိလိုက်ရပါတော့တယ်။ အချိန်နေဆွဲမနေတော့ဘဲနဲ့တော်တွေကိုဆွဲယူကတော်တွေကိုဖောက်ကူရှင်လေးနဲ့ကူလာလိုက်ပါတယ်။ဒါမဲ့ထရကားပေါ်ကိုရောက်တဲ့အခါမှာတော့ကားကစနိုးလို့မရတော့ပါဘူး။ဝေးကနေတမီးအောင်တွေးလိုက်ရတာကြောင့် match light လာမှန်းတိလိုက်ပြီးတော့သူမရဲ့စိတ်တွေလည်းပိုပြီးတော့ခုံလာခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ brain bomb နောက်မှာ match ရောက်ဘွားကနေပေါ်လာခဲ့ပါတယ်။ Julian လည်းကားလေးကနှလုံးပြူနဲ့ match ကိုချိန်ချောက်ပြီးတော့ကားကိုပြန်ပြင်ခိုင်းခဲ့ပါတယ်။စိတ်မကောင်းစွာနဲ့ပဲပြောင်းမှုဖို့လို့ match ရဲ့လေစားခြင်းကိုခံလိုက်ရပါတယ်။ ။နောက်တစ်နေ့မှာတော့ဂျူလီယန်ဟာချင်းချိုးနဲ့ချီခံထားရပြီးတော့မက်ဆီရဲ့ဘလူးကောင်းမျက်နှာကိုတွေ့လိုက်ရပါတော့တယ်။သူဟာဖော်တော့ကိုဆွဲပြေးနေနေဒီအိမ်နဲ့ဖခင်ဖြစ်သူရဲ့အကြောင်းကိုပြန်ပြီးပြောပြနေခဲ့ပါတယ်။ဖခင်ဖြစ်သူဟာမက်စ်ကိုအမြဲတစေအင်တော်ပြုကိုဖိအားပေးလေရှိပါတယ်။တကယ်မဲလိုက်ထွက်တဲ့အခါမှာတော့ဖခင်ဖြစ်သူရဲ့ဖိအားတွေကိုမခံနိုင်တော့တဲ့အဆုံးမှာတော့ဖခင်ဖြစ်သူကိုအဆုံးသတ်လိုက်ပါတော့တယ်။ဒေါ်ရက်ကမြေပုံလေးရဆိုရင်ဖခင်ဖြစ်သူကိုမြုပ်ထားတာဖြစ်ပြီးတော့သူယူမဲ့မိမနဲ့သူ့ဖခင်နဲ့အတူတူနီးစပ်နိုင်စေချင်တာပဲဖြစ်ပါတယ်။ ီနောက်မှာတော့မက်ဇာကသူမိုင်တမယအိုးခွက်တွေကိုဒေါသကြီးလွတ်ပစ်နေတာကြောင့်ဂျူလီယန်လည်းနေအောင်အောက်မှာကြောက်လန့်ငိုနေုံကလွင်ပါမှမတတ်နိုင်ခဲ့ပါဘူး။ဒပြီလိုကလည်းမရသေးတာကြောင့်ဂျူလီယန်လည်းရေလိုက်ငားလိုက်ပဲနေလိုက်ပြီးတော့မက်ကတော့သူမကိုဘလောက်ချစ်သေးကြောင်ထပ်ပြီးပြောနေခဲ့ပါသေးတယ်။မိုးကျလာတဲ့အခါမှာတော့ဂျူလီယန်ဟာသူမကိုထွက်သွားခွင့်ပေးဖို့ထပ်ပြီးတောင်းဆိုခဲ့ပေမဲ့လည်းမက်ကတော့ဒီမှာပဲတစ်တလုံးနေကြမှာဖြစ်ကြောင်ပြန်ပြီးပြောလိုက်ပါတယ်။မဖြစ်နိုင်တော့တဲ့အခြေအနေဆိုပေမဲ့လည်းဂျူလီယန်ဟာလက်မလျှော့သေးပဲနဲ့အကြံတစ်ခုရခဲ့ပါတယ်။ ီဂျီဆန်တပိုးကိုမီရှို့လိုက်ပြီးတော့မက်ကိုဈေးသွားဝယ်ပြအောင်လုပ်လိုက်ပါတယ်။မက်လည်းမီဂျီဆန်အုံသွားရင်မီမွေဖို့ခတ်မှာကြောင့်ချက်ချင်းဆိုသလိုပဲအပြင်ထွက်သွားပါတော့တယ်။မက်တွေ့သွားတာနဲ့ချက်ချင်းဆိုသလိုပဲပလန်ကိုအကောင်တည်းစဖော်ပါတော့တယ်။ကံပြားပိုက်ကိုသုံးပြီးတော့အရင်ကလေးကရှာတွေ့ထားတဲ့ပစိန်ကိုဆယ်ယူလိုက်ပြီးတော့ချင်းချိုးကိုဖြတ်လိုက်ပါတယ်။အဲဒီတော့သူမဝတ်ထားတဲ့ဘုံငွေရာကိုပြန်သွားယူလိုက်ပါတယ်။ပလတ်စတာတွေနဲ့ပေါင်းနေတဲ့ဘောတွေကိုဖားလိုက်ပြီးတော့တစ်ဖက်ကန်းကိုကူးလိုက်ပါတယ်။ တပတ်မှာတော့မက်ဆာကားပြစ်သွားခဲ့တဲ့အတွက် secret lighter နဲ့ဆက်လိုက်မီးညှိလိုက်ပြီးမီးခြေဆံအဖြစ်ထားဖို့အကြံရသွားလို့ပြန်လည်လာခဲ့ပါတော့တယ်။ဂျူလီယန်ကတော့ထောင်ချောက်ကိုပြန်တည်လာခဲ့တာကြောင့်အိမ်နားမှာစနစ်တကျထောင်ထားလိုက်ပါတယ်။မက်ဆာပြန်မရောက်လာခင်မှာပဲဂျူလီယန်ကသူမထိုင်ခဲ့တဲ့ထိုင်ခုံမှာပူမပြက်ထိုင်နေလိုက်ပါတော့တယ်။မက်ဆာလည်းပြန်ရောက်လာခဲ့ပြီးတော့ဆက်လိုက်မီးနဲ့မီးမွေးကြမယ်လို့ပြန်ပြောခဲ့ပါတယ်။ကားပြစ်သွားတာလည်းတည်သွားတာကြောင့်ဂျူလီယန်လည်းအေးပေါ်ဆိုဘယ်လိုလုပ်မလဲဆိုတော့မက်ဆာကလည်းဘာမှမဖြစ်ပါဘူးဆိုပြီးတော့အေးအေးဆေးဆေးပြန်ပြောခဲ့ပါတယ်။ သူမထွက်ပြေးဖို့ကြံနေတာမသိစေချင်တာကြောင့်ဂျူလီယန်လည်းအပြင်ထွက်တော့မဲ့မက်စ်ကိုနောက်ထပ်ဆက်လက်ထမ်းကြီးဖို့လမ်းအော်လိုက်ပါတော့တယ်။ဒီတော့မှပူဆိုးသွားခဲ့တဲ့မက်စ်ဟာသူမထိုင်နေတဲ့ထိုင်ကုန်းမှာရေဆိုးနေတာကိုမြင်သွားခဲ့ပါတယ်။ဒါအပြင်ကမ်းပေါ်မှာဘုံမွေရာကိုတွေးလိုက်တာကြောင့်ပိုပြီးတေချာသွားခဲ့ပါတယ်။ဒီကမှာတော့စကားများရုံမဟုတ်တော့ဘဲနဲ့ခြေလက်တွေပါပါလာခဲ့ပါတယ်။ဂျူလီယန်လည်းအိမ်ပေါ်ကိုပြန်တက်ပြေးပြီမဲ့လည်းဘာမှမထူးတော့ပါဘူး။သူမကိုအိမ်ပြင်ကိုတုံးထုတ်ခံလိုက်ရရင်နဲ့ထောင်ထားတဲ့ထောင်ချောင်းနားကိုရောက်လာခဲ့ပါတော့ ိုင်နောက်မှာတော့ယုတ်တရမတ်ဟာထောင်ချောက်ကိုနင်းမိသွားခဲ့ပါတယ်။လေဗင်ကတော့ကိုယူလိုက်ပြီးတော့ဂျူလီယန်လည်းနှလုံးမျိုးစီကိုလမ်းလျှောက်သွားခဲ့ပေမဲ့မတ်ပြန်လို့လာခဲ့ပြီးတော့ဂျူလီယန်ရဲ့ချင်းကျူးကိုလမ်းဆွဲလိုက်ပါတယ်။ဒီလိုနဲ့မတ်ကသူမကိုထိုးနှက်ဖို့လုံနေတုံးမှပဲအချိန်မီနှလုံးမျိုးနဲ့ဆော်လိုက်နိုင်ခဲ့ပါတယ်။အသက်တော်ရှင်နေသေးပေမဲ့လှုပ်တော့မလှုပ်နိုင်တော့ပါဘူး။အပြည့်ရှင်းမဲ့စားသူ့ရဲ့ခြေထောက်ကိုခတ်ထားတဲ့ချင်းကျူးတော်တွေကိုဖြေးလိုက်ပြီးတော့မတ်ကျောက်သူ့ကိုယ်သူဆုံးသက်နိုင်အောင်နှလုံးမျိုးကိုချီထားပေးခဲ့ပါတယ်။ ရေကြောက်တဲ့သူမှလည်းအကြောက်တရားကိုမျိုးချလိုက်ပြီးတော့ရေကူးကတပတ်ကန်းကိုကူးလာခဲ့ပါတော့ရဲ့။ခဏကြာမှတော့နှလုံးမြူတန်ကိုကြားလိုက်ရပြီးတော့မက်စ်သူ့ကိုသူဆုံးသက်သွားပြီဖြစ်ကြောင်းမှတ်ယူလိုက်ပါတယ်။အဲဒီနောက်မှာတော့ဂျူလီယန်ဟာ secret ကိုခဲနေခဲ့ပြီးတော့ truck အပေါ်မှာသူမရဲ့လက်ထက်လက်စွပ်လေးကိုထားခဲ့လိုက်ပါတယ်။ဒီလိုနဲ့ပဲနောက်ဆုံးမှာတော့ဂျူလီယန်လည်းငရေကန်းကိုဖျက်ကျော်ခဲ့ပြီးတော့မိသားစုစီကိုပြန်လာပါတော့ရဲ့။ ပေးခြင်းတဲ့သင်ခန်းစာလေးကတော့ဘဝမှာလူရေးမှားခဲ့ရင်ဟန်နီမွန်းမှာတွင်ပဲမကျူးလိုက်ရဘဲနဲ့နေရတယ်ဆိုတာပါပဲ။ဇွန်ဒီနားဆင်ပြီးခဲ့ကြတဲ့တူးချင်းတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။